စင်လာကွဲတဲ့မင်္ဂလာပွဲများအမတ်တမပြောရတဲ့မင်္ဂလာဆောင်မင်္ဂလာဆောင်နေဆိုတာပျော်ခြင်းလို့ဆောင်ကြတာဖြစ်ပါတယ် ဒါပေမဲ့တရုတ်ပြည်အနောက်တောင်ပိုင်းမှာတော့မင်္ဂလာဆောင်မီဟိတ်ဆိုရင်ချုံမွဲချပြီးတော့ကိုငိုကြတာဖြစ်ပါတယ်။မင်္ဂလာဆောင်မဲ့သူတို့သမီးကမင်္ဂလာဆောင်နေ့မတိုင်ခင်တလအလိုအားနေစပြီးတော့ဟော်ကန်ကြီးတွေကိုသွားပြီးတော့ငိုကြရပါတယ်။တယောက်တည်းဆယ်ရက်လောက်ငိုပြီးသွားပြီဆိုရင်တော့သူတို့သမီးရဲ့မိခင်ဖြစ်သူကပါအတူတူလိုက်ပြီးငိုပေးရပါ။အဲလိုနဲ့နောက်ထပ်ဆယ်ရက်ကြာသွားပြီဆိုရင်တော့အမျိုးတရားရှိသမျှမိန်းမတွေကညနေတိုင်းမှာတနာရီစီလာပြီးတော့ငိုပေးကြပါ။ဟမ်ငိုတာတော့ရိုးငိုကြတာမဟုတ်ပဲနဲ့တယောက်ယောက်ဆုံးသွားတယ်လို့ချုံမွဲချပြီးငိုကြတာဖြစ်ပါတယ်။ဒီလိုငိုခြင်းအပြင်အိမ်တော်ကြီးတရား ါစေတယ်လို့ယူဆကြပြီးတော့များများငိုလေးပို့ပြီးပြော်ရလေးပဲလို့ဆိုပါတယ်။ဒါကြောင့်သူတို့စီကမင်္ဂလာပွဲတွေကိုကြီးလိုက်ရင်အတုပထက်ကိုပို့ပြီးတော့ငိုလေးရှိပါတယ်။နံပါတ်1တပင်လင်ကြီး အိန္ဒိယဘက်ကတချို့ဒေသတွေမှာဆိုရင်မိန်းကလေးအများစုကတစ်ပင်နေနဲ့လက်ထပ်ထားလေးရှိပါတယ်။လက်ခတ်တရားတွေကတချို့သောအမျိုးသမီးတွေကကျင်းစာတင့်နေတယ်လို့သတ်မှတ်ခံရပြီးတော့ကိုယူတဲ့ယောက်ျားပါဆော့ဆော့တင်နေတယ်ဆိုပြီးအယူရှိပါတယ်။ဒီလိုအယူတွေကြောင့်မိန်းကလေးတချို့ကလည်းကိုချစ်တဲ့သူနဲ့လက်မထပ်ခင်မှာတစ်ပင်တစ်ပင်နဲ့အရင်လက်ထပ်ထားကြရပါတယ်။ဒါကဒီမိန်းကလေးရဲ့ကျင်းစာကိုတစ်ပင်အပေါ်မှာပုံချလိုက်တာဖြစ်ပြီးတော့ကိုယူတဲ့ယောက်ျားကိုမထိခိုက်စေအောင်လို့ဖြစ်ပါတယ်။လက်ထပ်ပြီးသွားတဲ့တစ်ပင်ကတော့မင်္ဂလာပွဲပြီးတာနဲ့ခုန်လဲခံရမှာပါ။ဟာ လူချင်းမင်းတို့ထဲမှာလည်းတစ်ပင်လုံးအသုံးချခံရတဲ့သူတွေရှိရင်မျက်ရည်လေးတွေဖတ်ထားကြဖို့အကြံပေးခြင်းပါတယ်။နံပါတ်3မကြည်ရတဲ့မင်္ဂလာဆောင် မင်္ဂလာဆောင်ဆိုရင်သူတို့သားနဲ့သူတို့သမီးတွေကသွားအေးမပိုက်အောင်တမဲပြုံးနေကြရတာဖြစ်ပါတယ်။ဒါပေမဲ့ကိုကိုနိုင်ငံမှာတော့အဲ့ဒီလိုမဟုတ်ပါဘူး။သူတို့သားနဲ့သူတို့သမီးကိုကြည့်လိုက်ရင်မိဘအတင်းပေးစားလို့ယူကြရတယ်လို့ရုတ်တရက်နဲ့နေနေကြရတာဖြစ်ပါတယ်။တကယ်တော့ဒါကသူတို့နိုင်ငံရဲ့ရိုးရအဆင်လာပါ။အင်းနှစ်ဖက်မိဘတွေရဲ့ရှေ့မှာမင်္ဂလာပွဲဖို့ဘယ်လောက်ထိအလေးနက်ထားတယ်လဲဆိုတာကိုတတ်သိပြသတဲ့အနေနဲ့ဒါမျိုးမပြုံးမရှိပဲနေကြရတာဖြစ်ပါတယ်။အကြောင်းမသိတဲ့အမျိုးတွေကိုလည်းအာနာပါနာနဲ့ပြုံးပြเสียမှာမလို့တော့ပါဘူး။နံပါတ်၄ overweight wedding မင်္ဂလာများစုကမင်္ဂလာဆောင်ကြတော့မယ်ဆိုရင်ဝိတ်တေချအစားတွေရှောင်ပြီးတော့အတက်နိုင်ဆုံးလှပအောင်နေကြပါတယ်။ Okay ။ဒါပေမဲ့အာဖရိကတိုက်ကမော်ရီတာနီးယားနိုင်ငံမှာဆိုရင်တော့အဲ့ဒီလိုမလုပ်ကြပါဘူး။သတို့သမီးတွေကမင်္ဂလာဆောင်ကန်နီးပြီဆိုရင်ဝိတ်ကိုမတက်တက်အောင်ဆိုပြီးတော့အစားတွေကိုနင်းကန်ပြီးစားရပါတယ်။အချောင်းကတော့မော်ရီတာနီးယားနိုင်ငံမှာကဝါမှာလှတယ်ဆိုပြီးသတ်မှတ်ကြလို့ပါ။စစ်ပတ်တွေဘာတွေလဲမရှိဘဲနဲ့ဘိုက်ကလေးထွက်နေမှာပို့ပြီးဆွဲဆောင်မှုရှိတယ်လို့ယူဆကြတာဖြစ်ပါတယ်။ အကြောင်းတို့သမီးတွေကလည်းမင်္ဂလာဆောင်ရင်အလားပါဆုံးဖြစ်နေဖို့အတွက်အစားနဲ့ပတ်စပ်နဲ့မပြတ်ပဲစားကြရပါတယ်။တရက်ကို1.6ကီလိုလောက်ကြီးကိုစားကြပြီးတော့ဒီနှုန်းက body beta ယောက်ျားကြီးတယောက်ရဲ့နေ့စဉ်စားနေကြပမာဏဖြစ်ပါတယ်။ဒါကြောင့်လူချင်းမင်းတို့လည်းရှိတဲ့1ပတ်လေးနဲ့စောကြည့်ခြင်းနဲ့ဆိုရင်တော့ Mauritania နိုင်ငံကိုသာလာခဲ့ကြဖို့အချံပေးခြင်းပါ။နံပါတ်5မိမတင်တောင်းခြင်းမိမတင်တောင်းနေဆိုတာကလည်းနေရာဒေသအလိုက်ကွဲပြားသွားတာမျိုးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းအုံပွဲငပြောပွဲနဲ့တင်တောင်းတာကရွာသားလေးတစ်ခုလိုဖြစ်နေပါတယ်။ ါပေမဲ့ဖီဂျီနိုင်ငံမှာတော့မိမတင်တောင်းရတယ်ဆိုတာကထင်ထားသလောက်မယိုးရှင်းပါဘူးသူတို့စီမှာမိမတင်တောင်းတော့မယ်ဆိုရင်မပါမဖြစ်တဲ့ပစ္စည်းတစ်ခုရှိပါတယ် ဲ့ဒါကတော့ဝီလာ9ရဲ့သွားပဲဖြစ်။သွားတော့မှတားပေါက်လေးရဲ့သွားမဟုတ်ပဲနဲ့အရွေရောက်ပြီးသားဝီလာ9တကောင်ရဲ့သွားပါ။ဒီသွားတွေကိုလယ်ဆွဲဖြစ်လုဝေ့ကြပြီးတော့ဖီဂျီမှာဒီလယ်ဆွဲရှိတဲ့သူတွေကလူချမ်းသာစီရင်ဝင်နေလို့ဆိုပါတယ်။ဒီသွားတွေကရှားလဲရှားတယ်လို့ဈေးလဲအလွန်ကြီးတာကြောင့်လယ်ဆွဲရဲ့တန်ဖိုးကလည်းဒေါ်လာထောင်နဲ့ချီပြီးတန်ဖိုးရှိပါတယ်။အဲ့လိုမှအကုန်ကြမခံနိုင်ဘူးဆိုရင်တော့ပင်လယ်နဲ့စင်မြေကိုယ်တိုင်သွားနှုတ်ကြဖို့အကြံပေးခြင်းပါ။ဆုံးမကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။